အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့အမေလေးရထမင်းဟင်းဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စစ်တင်ဆက်သူအန်နာပါဒီနေ့ရာသီဥတုအရန်အေးနေရဲ့ဒီရာသီဥတုအခြေအနေကြီးမှာငါစီမှာထမင်းလာစားကြမယ်လို့ငါတို့ထင်နေဒီလိုနဲ့အသက်ကြီးနေတဲ့အဖွာအိုကြီးကဘာကောမှဂယူဆိုင်မနေပဲနဲ့ထမင်းဟင်းတွေကိုချက်ပြုတ်လိုက်ပါတယ် ဟင်းရွက်ကိုတေချာချက်ပြောက်ပြင်ဆင်ပြီးသွားခဲ့တဲ့အခါမှာတော့ဂျုံတွေနေပြီးရိုတီလေးတွေလုံနေခဲ့ပါတယ်။သူမဟင်းရွက်အားလုံးပြင်ဆင်ပြီးရတဲ့ဝဲသူတွေရောက်လာမယ့်အချိန်ကိုစောင့်ဆိုင်နေခဲ့ပါတယ်။ဒီအချိန်မှာဝဲသူတယောက်ရောက်ရှိလာခဲ့ပါတယ်။ဒီနေ့ရာသီဥတုအခြေနေကတော်တော်လေးကိုအေးတယ်နော်။ပြီးတော့ဘိုက်တွေကလည်းတအားစားနေပြီ။ဒါနဲ့အမေကြီးရဲ့ဒီနေ့ဘာရီများရနိုင်မလဲကျွန်တော်ပေးပါဦး။ตาเลยดีมาทําไมเฮงก็อสงเบ้แช่ตาเลยบ่ซ้าจินเลยเปียวลิอะคูลอเซ่จน ။ဘာစားမလဲစဉ်းစားနေရ။အမေကြီးအခုချက်ထားတဲ့ဟင်းကတော့မစားကျင်လို့တန်းနေဟင်းရှိလား။อืมตะชาเอ็งတော့မရှိရဘူးသားလေးရေဒီမှာအမေကြီးအခုချက်ထားတယ်ဟင်းတော့ရသေးတယ်အရင်ဆုံးဒါလေးစားကြည့်လိုက်ပါသားလေးရဲ့ရိုတီပေါ်မှာချောဘတ်တွေထည့်ပေးလိုက်မယ်လीတော်ပါပြီအမေကြီးရဲ့ဒါရီမစားကြင်အောင်ထားလိုက်တော့ဒီလိုနဲ့ဝဲသူကလည်းမစားဘဲနဲ့ပြန်လှည့်သွားခဲ့ပါ ರೀ ဇာပတိကလည်းစိတ်ပြတ်ဝမ်းနေစွာနဲ့ဝဲသူကိုကြည့်နေခဲ့ပါ ರೀ အရင်တုန်းကဆိုရင်တော့လူတွေကငါချက်တဲ့ဟင်းတွေကိုအရန်ကြိုက်ကြတယ်အပါတရားလည်းစားတော့ကြတယ် ရွာဟင်းရွာထမင်းဆိုရင်လည်းလူတွေအရန်ကိုကြိုက်ကြတာပါအခုတလောဘားတွေဖြစ်သွားမှန်းကိုမသိရဘူးဘယ်သူမှအရသာရှိပြီးစားကောင်းတဲ့ထမင်းဟင်းတွေကိုမစားတော့ချင်ကြတော့ဘူးအသက်ကြီးနေတဲ့စာပေတတိမလန်အစောကြီးအရာကားထလာခဲ့ပြီးနောက်မှာတော့လယ်ထဲဆင်းသွားခဲ့ပါတယ်အတီးနဲ့တွေကိုလလတ်ဆဆခူးယူပြီးမှသူမထမင်းဟင်းချက်တာပါဂျုံတွေကိုလည်းပြော့ပြောင်းနေအောင်တေးချထိုးနေပါတယ်ဒါပေမဲ့သူရဲ့ဆိုင်မှာတရက်တရက်ဝဲသူအနေငယ်သာလာပြီးစားတော့ခဲ့ကြပါတယ်နေ့တိုင်းသူမရဲ့ထမင်းဟင်းတွေကအလကားလိုလိုဖြစ်ပြီးပြည့်နေရပါတယ် ဒါကြောင့်စပယ်တရီလေပတ်စံအများကြီးမရှာနိုင်ဘူးပေါ့သူလည်းစစ်စင်းရနေပဲအသက်ရှင်နေထိုင်နေခဲ့ရပါပြီဒါကြောင့်သူလည်းငိုပဲငိုနေခဲ့ပါရီငိုနေတဲ့တခုခုတတိယတော်ရီခါမှာတော့သူလည်းထိုင်တွေးနေခဲ့ရပေါ့ဆောင်းရောင်ဒီမစားခင်မှာသူသားလေးရဲ့နေအိမ်ကိုသူသွားခဲ့ပါရီသားလေးရီဆောင်းရောင်ဒီကလည်းရောက်နေပြီဒီအချိန်လေးကြီးမှာအမေတယောက်ထဲနေလို့နဲ့အဝေးမှာဘလို့နေရမလဲအဲဒါကြောင့်အမေသားအိမ်မှာလာနေမယ်နော် ဟုတ်ကဲ့အမေကောင်းပါပြီဘာကိုကောင်းပါပြီအမေလဲ ။ဆူရင်းရှ်ကလည်းအမေရဲ့သားပဲ။ဘာဖြစ်လို့အမေကသူ့အိမ်မှာကြာတော့သွားမနေရတာလဲ။ဒီမှာဒီမှာငါတို့အိမ်မှာလည်းအမေကိုထားဖို့အတွက်အလောက်ထိနေရာရှိတာမဟုတ်ဘူး။စောင်းရသည်အေးနေတဲ့အချိန်မှာတော့ငါဒီအဖွားကြီးကိုဂယူးမဆိုင်ပေးနိုင်ပါဘူး။ဒါဆိုရင်ကျမကရောဘာဖြစ်လို့သူ့ကိုဂယူးဆိုင်ပေးရမှာလဲ။သားတို့ရဲ့ချွေးမလေးတွေကဘာတွေပြောနေကြတာလဲ။အော်အမေရဲ့တတော်ကိုတိုင်းတော့မှအမေကိုဂယူးဆိုင်နိုင်ဘူးဆိုရင်ကျွန်တော်တို့ကအလုပ်သွားနေကြတဲ့သူတွေအမေကိုဘယ်လိုမျိုးဂယူးဆိုင်ဆောက်ရှောက်ပေးရမှာလဲအမေရဲ့ဒါဆိုရင်တော့ဒီကိုလည်းမလာတော့နဲ့ အမေရဲ့အိမ်အဟောင်းလေးမှာပဲနေတော့နော်ကျွန်တော်တို့အမေအတွက်လှုပ်ပေးနိုင်ကြကြတော့အဲ့ဒီမှာပဲလာပြီးတော့လှုပ်ပေးမယ်အေးဟုတ်ပါပြီသားတော်ရဲ့ကိုကိုရိုင်းမွေးထားတဲ့သားသမီးတွေကဒီလောက်တောင်ပြောင်းလဲသွားမှာတော့နင်တို့ယူထားတဲ့မိန်းမတွေကိုငါကဘာရီများမျောလင်းချထားနေအောင်မလဲဒီစကားတွေကိုတတိယသွားခဲ့တဲ့အခါမှာစာပေတတိယဝန်းနေသွားခဲ့ပါ ರೀ သူမအကြော်လေးကိုဝန်းနေသွားခဲ့ပြီးအချိန်ကြာကြီးထိုင်ကုန်နေခဲ့ပါ ರೀ ဒီအချိန်မှာပဲသူရဲ့ဆိုင်ကိုဂျိုကာပုံစံနဲ့အရက်ပိုးတဲ့ကောင်လေးတယောက်ရောက်ရှိလာခဲ့ပါ ರೀ သူကမေးလိုက်ပါတယ်အမေကြီးရဲ့ဘိုက်စားလို့ပါဘိုက်အရန်စားတယ်စားတော့ဖို့အတွက်တခုခုများရနိုင်မလားအေးအေးအေးရတယ်တားလေးရေရတယ်ထိုင်ထိုင်ထိုင်ဒီမှာလာထိုင်စာပေတရီအခုလိုပြောလိုက်တဲ့အချိန်မှာအရက်ပိုးတဲ့ကောင်းလေးကသူ့ရဲ့ဆိုင်မှာလာထိုင်ခဲ့ပါတယ်စာပေတရီကသူစားဖို့အတွက်ချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကိုချပေးခဲ့ပါတယ်အရသာရှိတဲ့အမေလက်ရထမင်းဟင်းတွေကိုတွေ့ကြရတဲ့အခါမှာကောင်းလေးခမရဝမ်းသာပြောရွှင်သွားတာပေါ့မိုင်းလိုက်ကြဟင်းသီးဟင်းရွက်တွေကလည်းလက်ဆက်နေရပုံစံပဲရိုတီလေးကလည်းပူပူလေး ရွာဟင်းရွာထမင်းကိုဘယ်ဟင်းမှမမိနိုင်ဘူးနော်တိလားအမေကြီးကတော့ကျွန်တော်တကယ်ကြိုင်းနေတတ်တဲ့ဟင်းထမင်းတွေကျွန်တော်ကိုချကျွေးလိုက်ကြပဲဗျာကျေးဇူးတင်ပါတယ်ဒါပေမဲ့ဒါလေးရေလူတွေကတော့ဒီထမင်းဟင်းစားတာတိတ်ပြီးတော့မကြိုက်ကြဘူးလေအသီးအရွက်တွေကိုအခြေခံပြီးချက်ပြုတ်ထားတာဆိုတော့ဘယ်သူမှမစားကျင်ကြဘူးဘာမှလည်းမစိုးရိမ်ပါနဲ့အမေကြီးရဲ့အမေကြီးချက်ထားတဲ့ထမင်းဟင်းတွေကိုအားလုံးစားကြလိမ့်မယ်အခုလောလောဆယ်တော့ကျွန်တော်အရင်ဆုံးစားလိုက်အောင်မယ်နော်ဘိုက်တွေတော်တော်လေးကိုစားနေပြီအမေကြီးရဲ့အေးအေးအေးသားလေးရေစားစားစား နေနောက်ထပ်စားဖို့အတွက်ရိုတီပပူလေးတွေအခုပဲလှုပ်ပေးလိုက်မယ်ကြားလားဒီလိုနဲ့ကောင်လေးကလည်းထမင်းတွေကိုအပါတရားစားတောင်းနေခဲ့ပါတော့တယ်စားတောင်းလို့ပြီးသွားတဲ့အခါမှာတော့သူပြောလိုက်ပါတယ်ကောင်းတယ်အမေကြီးရဲ့အမေကြီးချက်ထားတဲ့ဟင်းနဲ့ထမင်းကတကယ်စားကောင်းပြီးတော့အရသာရှိတယ်ကျွန်တော်ဖြစ်ဘိုက်ကိုတင်းသွားတာပဲဒီနောက်မှာတော့ကောင်လေးကလည်းချွေရင်းကားပြားတပြားထုတ်ပေးပြီးပြောလိုက်ပါတယ်ကဲရော့အမေကြီးရဲ့ကျွန်တော်စားတောက်ခဲ့တဲ့အတွက်ကြောင့်ပတ်စံပေးရပါဘိုက်လည်းချွေရင်းကားပြားလားမဟုတ်တာတားလေးရဲ့ငါနဲ့ကိုကြွေးတာအလောက်ထိမရှိဘူးလေ အဲ့ဒါကြောင့်ဒါကိုတော့မယူနိုင်ဘူး။ဘာဖြစ်လို့လဲအမေကြီးရဲ့။ဘာဖြစ်ရမလဲတားလေးရေနေငါစီကနေပြီးတော့စားသွားတာ20ဘိုးလောက်ပဲရှိတယ်လေ။ဒီရွှေရင်းကားပြားကကြတော့အများကြီးအဖိုးတန်လိမ့်မယ်။ဒါကြောင့်ဒါကိုငါလုံးဝမယူနိုင်ဘူး။ငါကလောဘကြီးရဲ့အဖွားကြီးမဟုတ်ပါဘူးတားလေးရဲ့။ဒါပေမဲ့အမေကြီးရဲ့ကျွန်တော်စီမှာဒါပဲရှိတာလေ။ဒီပတ်စံပဲရှိတာမို့လို့ဒါကိုပဲပေးနေရပါဘော။ဒါဆိုရင်တော့ကောင်းပါပြီတားလေးရဲ့။ဘာမှဝမ်းနေမနေနဲ့။ နင်ထမင်းစားလို့ဘိုင်းဝသွားပြီမလားဒါဆိုရင်တော့နင်သွားတော့နင်သွားလို့ရပြီဒီစကားကြားခဲ့ရတဲ့အခါမှာအကောင်လေးကလည်းသူ့ရဲ့ရွှေတင်းကပြားလေးကိုအိတ်ထဲပြန်ထည့်ထားလိုက်ပါတယ်ပြီးသွားတဲ့အခါမှာတော့သူကလည်းအမေကြီးကိုပြောပါတယ်အမေကြီးရဲ့သွားဆိုရင်တော့မှကျွန်တော်ကဘယ်လိုသွားရမှာလဲကျွန်တော်အတော်ဒီလောကကြီးမှာဘယ်သူမှရှိတာမဟုတ်ဘူးလေဒါနဲ့ဒီဆောင်းရည်တစ်ခုလုံးကျွန်တော်အမေကြီးနဲ့အတူတူဒီမှာနေထိုင်လို့ရမလားကျွန်တော်အမေကြီးရဲ့ဆိုင်မှာမုတ်တွေကိုဝိုင်းပြီးတော့ကိုင်ကြီးလောက်ကင်ပေးမယ် ဒါဆိုရင်တော့အမေကြီးရဲ့စာရင်လည်းတဖြည်းဖြည်းကြိုးကျလာခဲ့ပြီးဝယ်သူတွေအများကြီးရောက်လာလိမ့်မယ်လို့ထင်တယ်။အမလီသားလေးရဲ့ငါ့လိုမျိုးအဖွားကြီးတယောက်ရဲ့ကံကအလောက်ထိကောင်းလိမ့်မယ်လို့မျှော်လင့်မထားပါဘူး။ဒါပေမဲ့လည်းနင်ဒီမှာနေထိုင်ခြင်းနဲ့ဆိုလို့ရှင်တော့နေပါ။ငါအနေနဲ့ဘာမှတားမြစ်စရာမရှိပါဘူး။နင်အိမ်မှာနေထိုင်တဲ့အခါကျတော့ငါလည်းမပြင်းရတော့ဘူးပေါ့။စကားပြောဖို့အတွက်အဖော်လေးပါလေးရတော့ငါလည်းဝဝန်းတတနဲ့နေလို့ရတယ်။ဒီလိုနဲ့အစာပြေတတိကောက်လေကောင်းလေးကိုသူရဲ့ဆိုင်မှာခေါ်ထားဖို့ဆုံးဖြတ်ခဲ့ပါရဲ့။ ကောင်းလေးကပထမဦးဆုံးနေတဲ့ကအလုပ်တွေအားလုံးကိုအားကျုံမှန်ကြက်လုပ်ပေးခဲ့ပါရီ။မနက်အစောဒီစာပေတရီအိယာကမနိုးထခင်မှာသူကလဲရဲသွားပြီးနောက်မှာတော့လိုအပ်တဲ့ဟင်သေးဟင်ရွက်တွေခူးပြီးတခါရဲဟင်ချက်လုပ်ပြီးစီသွားခဲ့ပါပြီ။ဟင်ချက်ပြီးသွားတဲ့အခါမှာတော့ရိုတီတွေလောက်ဖို့အတွက်ဂျုံကိုလည်းတေးချနေပါရီ။ဒါတွေကိုတွေးရတဲ့အခါမှာစာပေတရီအရန်ကိုဝမ်းသာပျော်ရွှင်သွားတာပေါ့။တော်လိုက်တာတာလေးရဲ့နင်းတကယ်အရန်တော်တယ်။နင်းငါအိယာကလည်းမနိုးခင်မှာပဲအလုပ်တွေအားလုံးကိုလုပ်လို့ပြီးစီသွားပြီးဟုတ်လား။ဒါပေမဲ့ ဒါပေမဲ့အမေဘာလဲဒါရီကိုစားတော့ဖို့အတွက်ဆိုလို့ရှိရင်တော့ဝယ်သူတွေလည်းလိုအပ်သေးတယ်ဝယ်သူမမလာတာဝယ်သူမလာတဲ့ဆိုင်မှာဒါရီလောက်ပြီးတော့ဘာထူးမှလဲလာစားလိုက်မယ်အမေကြီးဘာမှအရင်ကြီးလဲစိတ်ပုံမနေပါနဲ့လာစားကြလိမ့်မယ်လူတွေအများကြီးကိုလာစားကြလိမ့်မယ်ဒီနေ့ကစပြီးကျွန်တော်လောက်ပြီးရေမုတ်တွေကိုစားပြီးရတယ်အားလုံးကအရသာရှိလာတော့ထပ်ခါထပ်ခါပြန်လာစားကြလိမ့်မယ်အေးအေးအေးသားလေးရေအဲ့လိုဖြစ်လာတယ်ဆိုလို့ရှိရင်တော့ကောင်းတာပေါ့စောင့်ကြည့်လိုက်ပါအမေရဲ့အဲ့လိုမျိုးပဲဖြစ်လာလိမ့်မယ် အရင်နေ့မှာတော့ကောင်းလေးပြောတဲ့စကားတွေကအမှန်တကယ်ဖြစ်လာခဲ့ပါတယ်။သူတို့ရဲ့ဆိုင်ကိုရောက်ရှိလာခဲ့တဲ့ဝယ်သူတွေအများကြီးပါ။သူတို့ရှိကအစားအသောက်တွေကိုစားပြီးသွားတဲ့သူတိုင်းကလည်းအရန်ကိုကြိုက်နှစ်သက်ကြလုံပါတယ်။ကောင်းလိုက်တာတကယ်အရသာရှိတာပဲ။အရင်ကတော့ဒီလောက်ကြောင့်မှအရသာရှိတဲ့ထမင်းဟင်းတွေကိုဘယ်တော့မှမစားခဲ့ဘူးဘူး။အရင်နေ့ကစပြီးအဘွားအကြီးရဲ့ဆိုင်ကတော်တော်လေးကိုအဆင်ပြေလာခဲ့ပါတယ်။ဒီထမင်းဟင်းတွေစားရတာကိုအားလုံးကလည်းကြိုက်နှစ်သက်တဲ့အတွက်ကြောင့်မလို့ထပ်ခါထပ်ခါလာပြန်စားပါတယ်။ စပယ်တတိကလည်းအခုဆိုရင်တော့ပတ်စံနဲ့အများကြီးစုဆောင်ရရှိသွားခဲ့ပါပြီ။ဒီအချိန်မှာကောင်းလေးကလည်းအဖွားအကြီးကိုပြောလိုက်ပါတယ်။ကဲဘလို့လဲအမေကြီးအခုဆိုရင်တော့အမေကြီးရဲ့ဆိုင်ကလည်းအဆင်ပြေလာခဲ့ပြီးပတ်စံတွေလည်းအများကြီးစုဆောင်မိသွားခဲ့ပြီဆိုတော့အမေကြီးပြောရဲ့လား။အမေကြီးရဲ့ထမင်းဟင်းတွေကလည်းအခုဆိုရင်တော့မော်အစွမ်းထက်တဲ့ထမင်းဟင်းတွေဖြစ်သွားခဲ့ပြီလေ။အေးဟုတ်တယ်ဟုတ်တယ်တားလေးရေနေအရန်တော်တယ်။ဒီလောက်ထိအဆင်ပြေလာပြီဆိုရင်တော့အမေကြီးဘာဖြစ်လို့ဒီဘဝနဲ့နေထိုင်နေရသေးရလဲအမေကြီးရဲ့ ဆောင်းအဟောင်းလေးကိုပဲခြုံပြီးတော့ဆွဲတာအဟောင်းလေးကိုပဲအခုချိန်ထိဝတ်ဆင်ထားတယ်။ဆောင်းရောက်ဒီတလောက်ကြောင်မှအေးနေရဆွဲတာအစ်စ်ဝဲဆောင်းအစ်စ်လေးဝဲပေါ့။အဲ့ရခင်အစ်စ်ကိုလည်းနွနွေးလေးဝဲရမယ်။အေးဟုတ်တယ်သားလေးနင်ပြောတာမှန်တယ်။အခုတော့ငါအတွက်ငါလည်းဝဲမယ်။နင်အတွက်ကိုလည်းငါဝဲပေးမယ်။နောက်ထပ်ရအနေငယ်ကြားသွားတဲ့အချိန်မှာတော့စာပေတလီတယောက်သူ့ရဲ့ဘဝတစ်ခုလုံးပြောင်းလဲသွားခဲ့ပါရဲ့။ရက်ွက်ထင်မှာရှိတဲ့တူမန်သမ ्या ကလည်းသူ့ဆိုင်မှာသမင်းလာစားရတာကိုသဘောကျနေခဲ့ကြပါပြီ စာပေတရီကိုယ်တိုင်ကလည်းသူရဲ့ဆိုင်အစုပ်လေးကိုအခုဆိုရင်တော့ကြည်ကျဲခနာရဲစာတောက်ဆိုင်တဆိုင်အနေနဲ့ပြောင်းလဲပြလိုက်ပါပြီ။ကောင်းလေးကထမင်းဟင်းချက်ပြုတ်ပြင်ဆင်ပေးနေခဲ့တဲ့အချိန်မှာစာပေတရီကတော့တထေးမာကြီးလိုမျိုးပတ်စံပဲထိုင်သိမ့်နေရပါတယ်။ဒီလိုနဲ့ပဲဆောင်းရည်တစ်ခုလုံးကုံဆောင်သွားခဲ့တဲ့အခါမှာစာပေတရီတယောက်ပတ်စံတွေအများကြီးစစောင်းရမိသွားပြီးအိမ်ကိုလည်းပြန်ပြန်ဆောင်းနိုင်သွားခဲ့ပါရည်။ဘလို့လဲအမေကြီးရဲ့အခုဆိုရင်တော့အိမ်လဲဆောက်လုပ်ပြီးသွားပြီ။အခုအရန်ကိုပြောရဲမလား။အေးပြောရဲတာလေးရဲ့ပြောရဲအရန်ကိုပြောရဲ မွေးထားတဲ့သားသမီးအရင်တွေကအမေကြီးဒုက္ခရောက်နေတဲ့အချိန်မှာအတူတူမရှိပေးခဲ့ကြပါပဲ။နေရတော့ငါနဲ့အတူတူရှိပေးခဲ့တယ်။ငါရဲ့သားလေးတွေကလည်းနေလို့ဆိုရင်တော့ဘလောက်ကြောင်မှကောင်းလိုက်မလဲ။ဒီလိုပြောပြီးနောက်မှာတော့စာပေတတိတယောက်ငုံနေခဲ့ပါရဲ့။မငုံပါနဲ့အမေကြီးရဲ့သားလေးတွေကလည်းလိမ်မာလာလိုက်မယ်။မဖြစ်နိုင်တာမဖြစ်နိုင်တာသူတို့ဘယ်တော့မှပြောင်းလဲလာမယ်လို့ငါတော့မထင်ဘူး။အချိန်တွေကောင်းဆောင်သွားခဲ့ပြီတည်းကမှာတော့ရမေရှ်နဲ့ဆရေရှ်တို့နှစ်ယောက်လုံးကလည်းဝမ်းရဲစွာနဲ့အိမ်ကိုဝင်လာခဲ့ကြပါရဲ့။ အမေကျွန်တော်တို့ဒုက္ခရောက်နေပြီကျွန်တော်တို့ကလေးတွေအတော်လေးနေမကောင်းဖြစ်နေကြတယ်သူတို့ကိုဆေးကုပေးနေနေကျွန်တော်တို့အင်ကိုပါဆုံးရှုံးခဲ့ရပြီဟုတ်ပါတယ်ကျမတို့ကလေးတွေကိုကြည့်ပါအောင်ပိန်လိန်ခြောက်ကနေပြီသူတို့ကဲပါအောင်နော်အမေကြီးစီမှာတော့ပတ်စံရှိရလေသူတို့တင်ရင်လဲတေကြပါစေဒီကလေးတွေကြီးလာတဲ့အခါကြာလို့ရှင်လဲအမေကြီးရဲ့သားရည်လိုမျိုးအတုံးမကျတဲ့သားရည်ဖြစ်လာရင်ဘယ်လိုလုပ်မလဲကောင်းလေးရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာစာပေတတိကလည်းဒေါသချွတ်သွားပါရဲ့ နင်ကဘာလို့ပြောလိုက်ကြလဲငါရဲ့မိလေးတွေကလည်းငါရဲ့သားရဲလူမျိုးအတော့မကြတဲ့သူဖြစ်လိမ့်မယ်ဆိုပြီးတော့နင်ကအကူအညီပေးခဲ့တယ်ဆိုတာမှန်ပါတယ်ဆောင်းရသည်ကလည်းကုံသွားပြီနင်သွားတော့စာပေတရီအခုလိုပြောလိုက်တဲ့အချိန်မှာအရက်ပူတဲ့ကောင်းလေးကမိခွက်ဆောင်ဖြစ်သွားခဲ့ပါတယ်အမေကြီးရေကျွန်တော်ကခမရအကူအညီပေးဖို့ကြွယ်လာခဲ့တာခမရရဲ့မိတွေကိုလည်းပြန်ပြီးတော့နေကောင်းသွားအောင်လုပ်ပေးလိုက်မယ်ပြပြောနေကျွန်တော်သွားတော့မယ်အမေကြီးရေဒီလိုနဲ့မိခွက်ဆောင်ဘလူကြီးကလည်းခလေးတွေကိုနေပြန်ကောင်းသွားအောင်ကူတော့ပေးပြီးနောက်မှာတော့ပျောက်ကွယ်သွားပါတယ် အားလုံးကလည်းအားအသင့်ကုန်ကြတာပေါ့ဒီနောက်မှာတော့အရာအားလုံးအဆင်ပြေသွားခဲ့ပါတယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့လမ်းဘေးအစားအသောက်ကြိုက်ကြတဲ့သမီးယောက်မဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကဲနေအခုဘာတွေလုပ်နေရလဲထပ်ပြီးတော့ဒင်ဆန်တွေလုပ်နေပြန်ပြီလားဟုတ်တယ်အမေကျမဒင်ဆန်လုပ်နေတာဒင်ဆန်နဲ့တွဲစားဖို့အတွက်အချိန်ကိုလည်းကျမကိုယ်တိုင်လုပ်ထားတယ်အမေဒီမှာမြေးကြည့်ကြလိုက်တော်ဆန်းမတော်ဆန်းမနင်တို့ခင်မမအစားအသောက်တွေကလည်းအရန်ကိုစုံတာပဲဒါတွေကိုငမစားတတ်ဘူး ငါတို့ကတော့အိမ်ထမင်းအိမ်ဟင်းကိုပဲဘိုင်းဝတ်အောင်လို့စားရရင်လုံလောက်ပြီးကြော့ပြီ။အမေကလည်းလေတကယ်ပါပဲ။အမေတမင်တတ်တတ်တမင်ရဲ့အစားအသောက်တွေကိုမစားချင်လို့ပြောနေမှန်းသိပါရဲ့။လမ်းဘေးအစားအသောက်တွေကတကယ်အရသာရှိတယ်အမေရဲ့။အမေတို့မကြိုက်ဘူးဆိုပေမဲ့လေတစ်ခေါက်လောက်စားပြီးတော့စားကြည့်လိုက်အရန်ကိုကြိုက်နဲ့တတ်သွားလိမ့်မယ်။ဒါတွေကိုစားပြီးသွားပြီးဆိုရင်တော့နေ့စဉ်နေ့တိုင်းဒါကိုပဲစားချင်နေမှာ။အကျဉ်ဖြစ်သွားမှကိုကြောက်တာတမင်လေးရဲ့။အဲ့ဒီအကျဉ်ပြတ်သွားပြီးဆိုရင်တော့ပြင်ဖို့အတွက်အရန်ကိုခဲရှင်းနေ။ ငါသမီးလေးကတတအလုံးဒီမှာနေရမှာမဟုတ်ဘူး။နောက်ဆိုရင်တော့လက်ချက်ပြီးရခမအိမ်မှာတော်နေရမှာ။အဲ့ဒီခါလေနေရဒီအကျင့်တွေကမပြောက်ဘူးဆိုရင်တော့ဘယ်လိုလုပ်ကြမလဲ။ရပါတယ်မရကိစ္စမရှိပါဘူး။ဘယ်လိုမဆိုရခမအိမ်မှာလည်းမိဖို့ကြောင်ရှိမှာပဲ။ကျမမိဖို့ကန်ထိန်တရမဲ့တူဆိုတော့စားချင်တာချက်စားမှာပေါ့။အနုကတော့ပညာတတ်တဲ့မိန်းကလေးတယောက်ဖြစ်ပါတယ်။သူမကအိမ်မူကိစ္စအားလုံးကိုလည်းလုပ်တတ်တယ်လို့မျိုးထမင်းဟင်းချက်ပြုတ်တဲ့နေရာမှာလည်းကျွမ်းကျင်ပါတယ်။ ဒါပေမဲ့သူမကတော့အသက်ဆောင်အစာတောက်တွေစားရတာကိုအရင်ကြိုက်ပါတယ်။သူမတရက်တရက်ဒင်ဆန်နဲ့ခောက်ဆွဲကြောမစားဘဲနဲ့နေကိုမနေနိုင်ပါဘူး။နေစနေတိုင်းသူမကမတူညီတဲ့ဒင်ဆန်တွေကိုပေါင်းပြီးတော့စားတတ်ပါတယ်။မနေ့ကတော့ငါဒင်ဆန်ကိုအသားလုံးဝမပါဘဲနဲ့လှုပ်စားခဲ့။ဒီနေ့တော့အသားနဲ့လှုပ်စားတော့ကောင်းလိုက်တာ။အရသာရှိရဲ့ဟေးစားကောင်းနေအရင်ကကောင်းနေ။ငါကအသားမပါဘဲနဲ့ဒင်ဆန်ကိုတော့မှကောင်းကောင်းပေါင်းတတ်တယ်။အသားပါတဲ့ဒင်ဆန်လေးစားလိုက်ရတော့ပျော်စရာကောင်းလိုက်တာ။ အယောက်ပါလီကပါစက်ထဲမှာပျော်ဝင်သွားတာပဲဒီလိုနဲ့နောက်ထပ်ရက်နေငယ်ကုန်းဆုံးသွားခဲ့ပြီးနောက်မှာတော့အနုလဲလက်ထပ်သွားခဲ့ရပါတယ်အနုရဲ့ကြားကတော့ကုမ္ပဏီတစ်ခုမှအလုံးလုံးတဲ့သူတယောက်ပါသူကပတ်စံလေးကောင်းကောင်းရှာနိုင်တဲ့အတွက်ဝင်ဝင်ရှိပါတယ်အိမ်မှာရခမရဲ့ရောင်မအငယ်လေးတယောက်လည်းနေထိုင်ပါတယ်အနုရခမရင်ကိုရောက်ရှိလာခဲ့ပြီးရနောက်မှာတော့အလုပ်တွေအားလုံးကိုတာဝန်ယူလုပ်ကိုင်းပေးခဲ့ပါတယ်ဒါနဲ့အမေကျမဈေးမှကျင်းလို့ပါဈေးကောင်းနေပြီးတော့ပြည့်စည်ပြီးအများကြီးမှဈေးရရှိတဲ့ဟင်းသီးဟင်းရွက်တွေရေကုန်သွားတာတွေအားလုံးမှားမယ် သမီးလေးရေအခုအမေကိုရိုင်းလဲဈေးမတော်နိုင်တော့ဘူးဈေးကိုကိုရိုင်းကိုကြောက်သွားပြီးတော့ဟင်းသီးဟင်းရွက်တွေဝယ်ရတာအယံ့ကိုပေးမှန်းနေဒါကြောင့်ဒီနေ့ကစပြီးတော့ဒီအလုပ်တွေအလုံးကိုနင်းကိုရိုင်းပဲလုံလိုက်တော့ငါနင်းကိုပဲတာဝန်တွဲပြောင်းပေးလိုက်တော့မယ်အဲ့ဒါကပို့ပြီးတော့ကောင်းလိုက်မယ်ကောင်းပြီမင်းဒါဆိုလို့ရှင်လဲအဆင်ပြေတာပဲလေကျွန်မပဲသွားပြီးတော့ဝယ်လာခင်းလိုက်တော့မယ်အနုကတော့သူကိုရိုင်းဈေးသွားခွင့်ရသွားတဲ့အတွက်ဝမ်းသာပျော်ရွှင်နေခဲ့ပါရင်ဒီမဝယ်ချင်တော့ကိုစိတ်ကြိုက်ဝယ်ယူလို့ရပြီမဟုတ်လား ိမ်မှာမိဖို့ကြောင့်တောင်းပြည့်စီတွေအလုံးကဝဲယူပြီးသွားတဲ့အခါမှာတော့ဒီမှာစားခြင်းနဲ့အစာတောက်တွေကိုစားတောက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုလည်းတဝဲယူခဲ့ပါတယ်။အလုံးကလည်းပစ္စည်းတွေအလုံးဝဲယူပြီးအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။သူမအင်ကိုပြန်လာတာနဲ့ရခမဖြစ်တော့အတွက်လက်ဖေးတစ်ခွက်ဖြောပေးပြီးသူမမိဖို့ကန်နဲ့ဝင်သွားခဲ့ကစားချင်တာတွေကိုချက်ပြုတ်ပါရီခဏနေတော့သူ့ရောင်မလေးအန်ဂျလီမိဖို့ကန်နဲ့ဝင်လာပါရီပြီးရနဲ့သူရဲ့ရောင်မဖြစ်တော့ကိုလည်းမိလာပြီးပါရီရောင်မအခုတော့ဘာလုပ်တာလဲဆိုတော့လည်းကျွန်မပြောပါအောင် အေးဟုတ်တယ်ရောက်ပါလေရေဒီနေ့ငါခေါက်ဆွဲကြော်အရန်ကိုစားခြင်းလေအဲ့ဒါနဲ့ငါခေါက်ဆွဲကြော်လုပ်နေရလေဒါနဲ့နေရောစားမလားစားမှာပေါ့ရောက်ပါရဲ့စားမှာပေါ့ဘာဖြစ်လို့မစားရမှာလဲစားမယ်ဒါနဲ့ရောက်မသိလားကျွန်မကအခုလိုမျိုးအပြင်ကစားတော့တွေ့အတင်းစားစားစားပြီးစားရတာအရန်ကြိုက်တော့ဒါပေမဲ့လေဒါပေမဲ့ဘာဖြစ်လဲရောက်ပါလေဒါပေမဲ့ကျွန်မဒါရီကိုမလောက်တတ်ဘူးဟုတ်လားကိစ္စမရှိပါဘူးငါကတော့ဒါရီအားလုံးကိုကောင်းကောင်းလောက်တတ်တယ် မိဘရင်မနေထိုင်တဲ့အချိန်တုန်းကကကြောင်ရီအားလုံးကိုကောင်းကောင်းလုပ်ပြီးစားခဲ့ရလေအခုလည်းလှူစားအောင်ပါပဲဒင်းစန်းလည်းကောင်းကောင်းလုပ်တတ်တယ်နော်အသားမပပင်းနဲ့လည်းလုပ်တတ်တယ်အသားနဲ့ငားနဲ့မစုံနဲ့လည်းလုပ်တတ်တယ်ခေါက်ဆွဲကြော်တွေပါရီကတော့ငါအတော်ဆုံးပဲလင်ပေါ်မှာအရင်ကြီးနဲ့စောင်းရင်ပူပန်မနေပါနဲ့ငါနဲ့အောင်လဲကြော်ရီအားလုံးလုပ်တတ်သွားအောင်လို့သင်ပေးလိုက်မယ်တကယ်ပြောနေရလားရောင်မရဲဒါဆိုရင်တော့တကယ်အတော်လေးပျော်စရာကောင်းသွားတော့မှာပဲအရင်နေ့ကစပြီးသမီးရောင်မနေ့အောင်လုံးကတော့တော်တော်လေးကိုအဆင်ပြေသွားခဲ့ကြပါရဲ့ သူတို့ကတော့မိဖို့ကန်းထဲဝင်ပြီးတခုမဟုတ်တခုအမြင်ရတဲ့လုံနေတတ်ကြပါတယ်။တခါတလေကျရင်အရသာရှိတဲ့ခေါင်းဆွဲတွေကိုကြော်ပြီးတခါတလေကျရင်အရသာရှိတဲ့ဒင်ဆန်တွေပေါင်ပါတယ်။ကောင်းလိုက်တာတကယ်ကောင်းနေရောင်းမိုင်းရောင်းမလောက်ထားတဲ့ခေါင်းဆွဲကြော်နေဒင်ဆန်တွေကအရသာရှိဆုံးပဲ။အချင်းကိုလည်းအိမ်မော်ပဲတေချာလောက်တာဆိုတော့စားလို့ကောင်းတာပေါ့။တကယ်စားလိုက်တာပျော်လိုက်တာရှင်။ဟုတ်ကဲ့။အခုလို့ဒင်ဆန်ကိုအပြင်ကနေဝယ်စားရင်တော့ရမှာမဟုတ်ဘူး။အရသာလုံးဝကွဲပြားရတယ်တိလား။အိမ်မှာတော့အေးဆေးစားလို့ရတယ်စားစား။ဒီလိုနဲ့ရက်တွေကုန်ဆုံးလာခဲ့ပါတယ်။ အနိုးကတော့သူ့ရဲ့ရောင်းမလေးအန်ဂျလီကိုလည်းအစားတောက်တယ်ဘလို့ချက်ပြုတ်ရလဲဆိုတာသင်ပေးခဲ့ပါရီအခုဆိုရင်တော့နှစ်ယောက်စလုံးကလည်းမုတ်တွေမျိုးစုံလောက်တက်နေခဲ့ပါပြီတရမှာတော့လက်ချမီကလည်းသူ့သမီးလေးကိုပြောပါရီကဲနားထောင်နောက်ပြန်ကြရင်တော့ရက်ွက်ထဲကအမျိုးသမီးတွေအင်ကိုလာကြလိမ့်မယ်ဖခင်เจ้าရောအလှူခံကိစ္စနဲ့ပတ်သက်ပြီးသူတို့စကားလာပြောကြမှာအဲ့ဒါကြောင့်သူတို့လာတဲ့အခါစားတောက်ဖို့အတွက်လက်ဖိနေမုတ်လေးစီစဉ်ပေးတော့အမေကလည်းတဖိနေမုတ်ပဲပြင်ဆင်မယ်ဆိုရင်တော့နည်းလို့နဲ့ကျမတို့မုတ်တွေအများကြီးလုပ်ပေးလိုက်မယ်ဆိုရင်ရော 哦，နင်လောက်ထားတဲ့မုတ်တွေကိုတို့မကြိုက်ဘယ်လိုလောက်ကြမလဲ။တို့ကလူကြီးတွေလေ။အမေရလည်းအခုခက်ခါလေ။အပြင်အစားအသောက်တွေကိုစားကြတဲ့ခက်လူကြီးတို့ငယ်အားလုံးစားတတ်ကြတယ်။ကျမပြောပြမယ်နားထောင်။အားလုံးကအယတာရှိရှိသုံးဆောင်ကြလိမ့်မယ်။ကျမတို့ကိုခွင့်ပြုပေးလိုက်ပါရှင်။ဟုတ်ပါပြီ။ဟုတ်ပါပြီ။ဒါဆိုရင်လည်းလှုပ်ချင်တာကိုသာလှုပ်လိုက်ကြတော့ဒါပေမဲ့ငါတခုပြောဦးမယ်။ငါကိုတော့နင်တို့အရှက်မခွဲကြနဲ့နော်။ငါတိတ်ခါကြလို့ကတော့နှစ်ယောက်လုံးတေးဖို့သာပြင်ထားလိုက်ကြ။အမေရလည်းအခုလိုဖြစ်စီရလားဘယ်တော့မှအခုလိုမဖြစ်စီရဘူး။ ဒီလိုနဲ့နောက်နေ့မှာတော့ရက်ွက်အထက်ကအမျိုးသမီးတွေရောက်ရှိလာခဲ့ပါတယ်။အနုနဲ့အန်ဂျလီယိုနှစ်ယောက်လုံးကလည်းအမျိုးသမီးတွေစားတော့ဖို့အတွက်မုတ်တွေကိုပြင်ဆင်ပေးနေခဲ့ရပေါ့။သူတို့လောက်ပြီးရင်မုတ်တွေကိုစားပြီးနောက်အားလုံးကလည်းဝမ်းသာပျော်ရွှင်သွားပါတယ်။စားတော့ပြီးတဲ့အခါမှာတော့နှစ်ယောက်လုံးကိုချီးကျူးနေခဲ့ကြပါတယ်။အရသာရှိလိုက်ကြဟဲ့နင့်အိမ်မှာလာတော့အခုလိုအရသာရှိတဲ့မုတ်တွေစားရလိမ့်မယ်လို့လုံးဝမထင်ထားခဲ့တာသီလား။ငါဈေးထဲကနေပြီးတော့ဒင်ဆန်တွေအသားပေါင်းတွေဟောက်ဆဲကြော်တွေအများကြီးမှစားဖို့တယ်တခါမှအလောက်ထိမကောင်းဘူး ဒါနဲ့တစ်ခုလောက်ပြောလို့ရမလားနင့်ချွေမလေးသာဒါရီကိုလှုပ်ပြီးတော့ရောင်းမယ်ဆိုရင်တော့သူပတ်စံတွေအများကြီးရှာနိုင်တော့မှသီလားသူလှုပ်ချင်တယ်ဆိုရင်တော့လှုပ်ပါစေငါလည်းသူ့ကိုတားနေရမျိုးမရှိပါဘူးအားလုံးကစားချင်တယ်ဆိုရင်တော့သူ့စီမှာလာဝဲစားကြသူကိုယ်တိုင်လှုပ်ပေးလိမ့်မယ်အရင်နေ့ကစပြီးအနည်းဝင်ချင်းကမျိုးသမီးတွေအကုန်လုံးကအနုနဲ့အန်ဂျလီတို့နှစ်ယောက်စလုံးရှိကမုတ်တွေကိုမှယူစားတော့ခဲ့ကြပါရဲ့ဒီလိုနဲ့နှစ်ယောက်သောပတ်စံနဲ့ရှာလာနိုင်သွားခဲ့ပါရဲ့ကြောက်တွေ့ကြရတဲ့အခါမှာရကမဖြစ်သူလည်းပျော်ရွှင်နေခဲ့ပါရဲ့ ကြည့်ပါဦးချိမလေးရဲ့နေရမုတ်တွေကအခုဆိုရင်တော့တော်လေးကိုအဆင်ပြေနေပြီနော်ဒီပုံစံအတိုင်းဆိုရင်တော့အိမ်မထိုင်နေတဲ့အလုပ်ကောင်းကောင်းလုပ်လို့ရတယ်အမေရေအခုနောက်ထပ်ပတ်စံအများကြီးရှာနိုင်သွားလိမ့်မယ်အခုချိန်ထိအပြင်အစားအသောက်တွေစားရတာကိုအားလုံးကကြိုက်ကြတယ်လေလက်ချမီးကလည်းသူရဲ့ချိမလေးနဲ့တမီလေးလုပ်နေတဲ့အလုပ်တွေအတွက်သဘောကျနှစ်တန်းနေခဲ့ပါတယ်ဒါပေမဲ့ဆရေ့ရှ်ကတော့ဒီအလုပ်တွေလုပ်တာကိုနည်းနည်းလေးမှသဘောမကျပါဘူးအိမ်မရှိတဲ့ main ကလေးတွေအလုပ်လုပ်နေတဲ့အတွက်သူတိတ်ခါကြတယ်လို့မျိုးခံစားရပါတယ်အဲ့တော့အန်ဂျလီ ။နင်တို့တယောက်လုံးအိမ်ကနေမုတ်ထိုင်ရောင်းနေတဲ့အလုပ်ကိုဘာဖြစ်လို့လုပ်နေကြရသေးရလဲ။ဒီအလုပ်ကိုဘယ်သူကမေးပြီးတော့စတင်ခဲ့ကြတာလဲ။အာအမေရှိကနေခွင့်ပြုချက်တောင်းပြီးတော့ကျမတို့လုပ်ခဲ့ရပါ။အေးဟုတ်တယ်။ဒါရင်ဘာဖြစ်တာလဲ။ဘာလို့ဒီလောက်တောင်မှဒေါသတွေကြီးနေရတာလဲ။အလုပ်လုပ်တာမကောင်းတာမှမဟုတ်ကြ။နင်ကဘာဖြစ်လို့အပြစ်တစ်ခုလိုမျိုးပြောနေရတာလဲ။ကျွန်တော်တယောက်လုံးအလုပ်လုပ်နေတဲ့အတွက်တို့အလုပ်လုပ်စရာမလိုဘူးမေ။ဒီနေ့အစပြီးတော့တို့လုံနေတဲ့ဒီအလုပ်တွေအကုန်လုံးကိုပိတ်သိမ်းလိုက်တော့ကျွန်တော်သဘောမတူဘူးဒီလိုနဲ့ဆိုရဲစ်ကလည်းဒီအလုပ်တွေကိုလုံးခွင့်မပေးတော့ပါဘူး ချိန်တွေအများကြီးပုံဆောင်သွားခဲ့ပြီးတညနေခင်းမှာတော့သူစိတ်ပြတ်ဝမ်းနေစွာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။ဒါရင်ဘာဖြစ်တာလဲနေုံကြီးကတော့စိတ်ပြတ်ဝမ်းနေနေတဲ့ပုံစံမျိုးပဲနော်။ဘာဖြစ်တာလဲဒါရင်ပြောပါဦး။အမေရေကုမ္ပဏီကအကျွေးတွေအများကြီးတင်နေလို့ဆိုပြီးတော့ဝန်ထမ်းတချို့ကိုအလောက်ကနေထုတ်ပေးပြလိုက်တယ်။အဲဒီထဲမှာကျွန်တော်လည်းပါသွားတယ်အမေ။ဒါရင်တကယ်ပြောနေရလားဒါအတော်လေးကိုစိုးရွားတာပဲကွယ်။အမေတို့ကောင်းကောင်းအဆင်ပြေပြေနေထိုင်နိုင်နေခဲ့တာကိုအခုဘလို့ဆက်ဖြစ်မလဲမသိတော့ဘူး။အန်ဂျလီကိုလည်းလက်ထပ်ပေးရအောင်မယ်။ မေစိတ်ကူမနေပါနဲ့ကျွန်တော်တို့တစ်ခုခုအဆင်ပြေအောင်လုပ်လိုက်မှာပေါ့နောက်ထပ်အလုပ်တစ်ခုလည်းရသွားလိမ့်မယ်ဆရက်ကလည်းနေရာဆုံးမှာအလုပ်လိုက်ရှာခဲ့ပါရီဒါပေမဲ့ဘယ်မှမအလုပ်မရခဲ့ပါဘူးနောက်ဆုံးမှာတော့သူအားရှော့လိုက်တဲ့အချိန်မှာအနုနဲ့အန်ဂျလီတို့ကတစ်ခုခုလုပ်ဖို့အတွက်စီစဉ်ကြပါရီသူအလုပ်ရတဲ့အထိကျမတို့ထိုင်ဆောင်နေမယ်ဆိုရင်တော့ငတ်ပြတ်ပြီးသိမှာပဲကျမနဲ့အန်ဂျလီနှစ်ယောက်လုံးအလုပ်တစ်ခုခုလုပ်ကြမယ်ဆိုရင်ရောဘယ်လိုလဲဂျာနဲ့နေရာဘာအလုပ်လုပ်မှာလဲတမီးရဲ့တမီးတို့ကစားတော့စားဒီဇိုင်းဖွင့်ဖို့အတွက်စဉ်းစားနေရပါ ဒါပေမဲ့အကိုခွင့်ပြုပေးမှဖြစ်မှာဒါဆိုရင်တော့လောက်ပါလောက်ပါငါဘာမှမငင်းတော့ဘူးနင်တို့လှုပ်ချင်တာကိုလှုပ်ကြနင်တို့ကြိုးစားနေရတဲ့တွေအလုံးအရာထင်လာတာကဖြစ်နိုင်တယ်လေဒီစကားအကြောင်းခဲ့ရတဲ့အခါမှာအနုနဲ့အန်ဂျလီတို့ဝမ်းသာပျော်ရွှင်သွားခဲ့ကြပါတယ်။နောက်နေမှာပဲဈေးသွားတဲ့လမ်းလေးမှာလင်ညီမနှစ်ယောက်လုံးအလုံးတော်လုံးခဲ့ကြပါတယ်။သူတို့ရဲ့အသားပေါင်းတွေနဲ့ခောက်ဆွဲကြောကိုလူတွေကလည်းကြားနေတတ်တဲ့အတွက်အားပေးခဲ့ကြတာပေါ့။ပထမဦးဆုံးနေ့လေးမှာပဲသူတို့အဆင်ပြေပြေရောင်းချနိုင်ခဲ့ပါတယ်။ ဒီချိန်ကျမှလက်သမီးကလည်းဝမ်းသာသွားရပါတယ်။ကြော်သေးရပေါ့။ချွေးမလေးကအရေးချင်းရှိလို့မဟုတ်ရင်တော့ဒုက္ခရောက်မှာ။အခုဆိုရင်တော့ငါတို့အိမ်အထွက်ဘာမှစွန့်ပူပန်စရာလည်းမလိုတော့ဘူး။အဖြစ်ဖြစ်နေသူတို့နှစ်ယောက်လုံးရဲ့အလုပ်ကလည်းအဆင်ပြေချမ်းမွေလာခဲ့ပါတယ်။အိမ်မှာပတ်စံနဲ့ပတ်သက်ပြီးဘာလို့အချမ်းမကိုမရှိတော့ပါဘူး။ညနေငယ်ကြာမြင့်သွားခဲ့တဲ့အခါမှာဆိုရဲစလေသဘောပေါက်နားလည်သွားခဲ့ပါတယ်။အမျိုးသမီးတွေကလည်းအမျိုးသားတွေလိုမျိုးအလုံးလုံးနိုင်တယ်ဆိုတော့ကိုပါ လို့နဲ့သူကလည်းသူညီမနဲ့သူမိမကိုလိုက်ပါကူညီပေးရင်အလို့တွေကိုလောက်ကိုင်းပေးနေခဲ့ပါပြီ။နောက်ထပ်လောက်အနေငယ်ကြောင်မြင်သွားခဲ့တဲ့အခါမှာအန်ဂျလီကိုကောင်းမွန်တဲ့ကောင်းလေးတယောက်နဲ့ကြီးကြပ်ခနာစွာလက်ထပ်ပေးခဲ့ကြပါရည်။ဒီနောက်သူတို့ရဲ့စားတောက်ဆိုင်လေးကိုတော့နေမယားနှစ်ယောက်တော့အတူတူလောက်ကိုင်းခဲ့ကြပါရည်။အကောင်းမွန်ဆုံးစ조사နေကြရင်နှစ်အနေငယ်အကြမှာသူတို့စားတောက်ဆိုင်အကြီးကြီးဆိုင်ကိုဖွင့်လှစ်နိုင်သွားခဲ့ကြပါပြီ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်